စစ်ကော်မရှင်ကရက်ကွက်အုပ်ချုပ်ရေးမှုအဖွဲ့လူမိုက်အသွင်ပြောင်းပြူစောထိတွေနဲ့ပေါင်းပြီးတော့စန့်ကျင်သူတွေကိုအွန်လိုင်းပေါ်ကနေစောင့်ကြည့်ပြီးနှင်းကုတ်ဖမ်းဆီးဖို့ပူတိုးလုပ်နေတယ်လို့ပြစ်စမမန်တိုင်းပြည်သူ့ကူညီပေးရေးအဖွဲ့ပြစ်စမမန်တိုင်း Civil Surveillance Group PMCSG ဖွဲ့ရဲ့အစီရင်ခံစာအရသိရပါတယ်စစ်ကော်မရှင်ဟာတရုတ်ရဲ့ဤပညာကူညီပြင်လူသားကူညီကိုပါရယူပြီးအွန်လိုင်းပေါ်မှာလှုပ်ဆောင်နေတာပါ ရက်ွက်တဲကဘဒူဘာနာမယ်နဲ့ Facebook လူမှုကွန်ရက်ကိုတုံးပြီး WeChat ကွန်မန့်နဲ့ share သူတွေကိုစီအုပ်စုတွေထံတင်ပေးနိုင်ပြီးနောက်တင်ပေးခံရသူထောင်ချသွားပါကလက်ပါစီတွေအနေနဲ့သိန်း30နဲ့သိန်း30ရရနေတယ်လို့ဆိုပါတယ်။ဒီချင်းတွေကိုစစ်တမ်းကောက်ယူထားတဲ့ PNCSG ရဲ့ရန်ကုန်တိုင်းနောက်ပိုင်းခရိုင်မှာ အချက်လက်ကောက်ယူသူဖြစ်ပေါင်ခဲ့သူတွေကအခုလိုပြပြပါဗျာ။ဟုတ်ပါအဲဒီ တရင်ပို့လာတာပေါ့နော်ကျွန်တော်တို့ဒီလူခေချိုးပေါက်ခံရတဲ့အချက်လက်တွေထဲမှာမြေပြင်တရင်ပို့လာတဲ့အချက်တွေထဲမှာဘာဘာကြားလာရလဲဆိုလို့ရှိရင်အာစစ်ကော်မရှင်ကမြေပြင်မှာအာရက်ွက်ရုံးတွေနဲ့ပေါင်းပြီးတော့ပြစောတိဆိုတဲ့အမိခံတဲ့သူပုံပုံလေးကနေပြီးတော့ကျွန်တော်တို့ဒီရက်ွက်ထဲမှာဘယ်သူကအာဒီလူမှုကွန်ရက်ဘာနာမည်နဲ့တုံးတယ်ဘယ်သူကဘာဘာဆိုတာမျိုးကိုစောင့်ကြည့်ခိုင်းတာမျိုးရှိတယ် အာ online ပေါ်မှာအတက်ပေးတာ like ပေးတာ comment ပေးတာကိုသတင်းပေးနိုင်ရင်အဲသတင်းပေးနိုင်လို့ရှိရင်ပေါ့နော်ဒီသတင်းပေးတစ်ခုအတက်ပေးတဲ့တစ်ခုကိုဒါမှမဟုတ်စစ်ကောင်စီကိုစစ်ကောင်မရှိဘူးဝန်ခံတဲ့အကြောင်းအရာကိုဟိုရေးထားတဲ့အောက်ကနေပြီးတော့အတက်ပေးတာ like ပေးတာလေးတစ်ခုကိုသတင်းပေးနိုင်တယ်ဆိုလို့ရှိရင်အဲတစ်ခုကို၈သိန်းတိဟိုဟာဈေးပေါက်တယ် စိတ်သိမ့်ထူတာကအပေါ်ကနေပြီးတော့သူချင်းမြင့်နေပုံညာအဲ့လိုမျိုးဈေးပေါက်တယ်ဆိုတော့အဲအရာမျိုးကိုလည်းကျွန်တော်တို့ပြန်ကြားရပါတယ်ဒီပြင်ကပြောပြောတဲ့ဟာပေါ့နော်အာဒီဟာအဲ့ဒီစိတ်သိမ့်ဈေးပေါက်တဲ့အပြင်ကိုအာဒီတိုက်ပေးတဲ့သူအတက်ပေးတဲ့သူစစ်ကော်မရှင်ကိုဝေဖန်တော့တိုက်ပေးတဲ့သူအတက်ပေးတဲ့သူကွန်မန့်ပေးတဲ့သူဟာအာတင်းပေးနိုင်တဲ့အပြင်ဒီကွန်မန့်ပေးတဲ့သူကိုပေါ့နော်တင်းပေးနိုင်တဲ့အပြင်ကိုဒီလူကိုအချုပ်ကြိုက်ရအောင် အာပို့နိုင်တယ်ထောင်ချနိုင်အောင်ထောင်ချတဲ့အဆင့်ထိဖြစ်သွားတယ်ဆိုလို့ရှိရင်သိန်း20နဲ့30ကျားအထိဈေးပေါက်တယ်ဆိုတာမျိုးပေါ့နော်ဒါကဒီ resort မြေပြင်မှာ resort မြေပြင်နဲ့လူပုဂ္ဂိုလ်ကြီးကဒီလိုမျိုးချင်းမြင်ချင်းခံရတယ်ဆိုတဲ့မြေပြင်ကပြောဆိုချက်တွေလည်းကျွန်တော်တို့ကြားရပါတယ်လို့ပြောရတယ်ချက်ပေါ့နော်ပြစမမနိုင်ရဲ့စစ်တမ်းကိုညပညာရှင်တို့ကလည်းထောက်ခံပြောကြားလာပြီးစစ်တပ်ကိုဝေဖန်တာနဲ့ဖမ်းဖို့ပြစောတိတွေကိုစောင့်ကြည့်ခိုင်းတာတယ်လို့သူတို့ကပြောပါတယ် ဒါအပြင်ပြည်တွင်းမှာအင်တာနက်လွတ်လပ်ခွင့်တွေလည်းဆုံးရှုံးနေပြီးမြို့ပြနေပြည်သူလူထုအတွက်ချင်းချောက်မှုတရက်ဖြစ်ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်လာမယ့်ဒီဇင်ဘာ28ရက်ကစတင်ကျင်းပမယ်လို့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကတွင်တွင်ပြောကြားနေပြီးမယ်။မြေပြင်မှာတော့အခြေခံလူခွင့်ရေးတစ်ခုဖြစ်တဲ့လွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်ကိုသူ့ဩဇာခံတွေကအာဓမ္မပိတ်ပင်နေတာပါ။ online မှာလွတ်လပ်ပြောခွင့်မရတော့ဘူးလို့စစ်ကော်မရှင်ရဲ့လူခွင့်ရေးချုပ်ဖောက်မှုတွေအကြောင်းစစ်တမ်းကောက်နေတဲ့ PMCG ရဲ့တာဝန်ရှိသူတူကပြောပါတယ်။အာကျွန်တော်ရန်ကုန်တိုင်းမှာဒီစတန်အရာတွေမှာအာအတွေ့အကြုံတစ်ချက်ကျွန်တော်အဲ့ဒီအဲ့ဒီစတန်ထဲမှာထောက်ရည်ရေးထားတယ်ပြီးတော့အာရန်ကုန်တိုင်းအနောက်ပိုင်းခရိုင်ဒီစတန်အရာတွေမှာလည်းဒီလူခွေချိုးဖောက်ခံရတဲ့အခြေအနေတွေတွေ့ရဟိုဟိုဟာပြောပြောထားတယ်နော်ရေးထားတယ်ပေါ့အဲ့ဒီဟာအဲ့ဒီတစ်ချက်ဟိုပြန်ပြီးတော့ထုတ်ပြောရလို့ရှိရင်တော့အဓိကတော့ ဟိုအာဘယ်လိုခေါ်မလဲဒီနေရာတွေကချိုးပေါက်ခံရတယ်လူခွင့်ချိုးပေါက်ခံရတယ်လို့ပြောလို့ရှိရင် online ပုံမှာကျွန်တော်တို့ဟိုလွတ်လွတ်လပ်လပ်ပြောခွင့်မရတော့ဘူးလွတ်လွတ်လပ်လပ် online ပုံမှာပြောတဲ့အကြောင်းအရာတွေကိုစစ်ကော်မရှင်ကထိန်းချုပ်လာတယ်ပြင်းပြင်းထန်ထန်လုပ်လာတဲ့အခြေအနေမှာရှိတယ်အဲလက်တော့ဒီလူပညာအတိုင်းဝိုင်းကအဒရိုက်တာမိုက်ဒီယိုလို့ဖြစ်စဉ်ဖြစ်ရတဲ့ကိုကြည့်မယ်ဆိုလို့ရှိရင်အာဒီချက်တွေက online ပုံမှာ ် online ပေါ်မှာအင်ကျက်ဖို့အတွက် online ပေါ်မှာလိုလိုလတ်လတ်အပြောဆိုဟိုရေးသားဖို့အတွက်တောင်မှအာပုံပြင်ကျလာတဲ့အခြေအနေမျိုးရှိပါတယ်။အဲအဲ့ဒီဟာကအဲ့ဒီဟာတွေကိုကျွန်တော်တို့အချက်လက်တွေထဲမှာကျွန်တော်တို့ခရိုင်တွေမှာအချက်လက်ကောက်ယူတဲ့ခရိုင်တွေမှာမဟုတ်တော့ညာတဲ့တခြားနေရာတွေမှာဒါမျိုးဖြစ်စီတွေအများကြီးရှိတာမျိုးလည်းတွေ့ရပါတယ်လို့ရန်ကုန်တိုင်းထဲမှာစစ်ကောင်မရှင်ကအများပြည်သူရဲ့အခြေခံလူခွင့်ရေးရပိုင်ခွင့်တွေကိုတရစ်ထက်တရစ် တိကျမှုတွေပုံမပြုတ်လာနေတယ်လို့သိရပါတယ်။ပြည်သူလူထုပေါ်ချိုးဖောက်ကျူးလွန်နေတဲ့အချက်တွေကအစင်းစစ်တာလမ်းတော်လမ်းလာတွေကိုဖုံးယူစစ်တာတွေဟာအခုချိန်ထိရှိနေတာကိုတွေ့ရပြီးလားစင်စစ်မှုထမ်းနေသူတွေအတွက်ဆိုပြီးဖိအားပေးငွေကောက်ခံတာမျိုးတွေလည်းရှိနေဆဲဖြစ်တယ်လို့ပစ္စမမန်တိုင်းပြည်သူအကူအညီပေးရေးဖွဲ့စည်းကသိရပါတယ်။ပစ္စမမန်တိုင်းပစ္စမမန်တိုင်း Civil Surveillance Group PNCSG ရဲ့ပစ္စမအကြိမ်၅ကြိမ်မြောက်စစ်တမ်းဖြစ်တဲ့ဒီနှစ်အတွက်ဒုတိယလေလတာကောက်ယူတဲ့ စစ်တမ်းတွင်ရာဇဝတ်မှုဆေးရာဇဝတ်မှုနှင့်လူခွင့်ရေးချိုးဖောက်မှုဖြစ်စဉ်ပေါင်း398ကြိမ်ကိုသူတည်သနာပြုလုပ်ပြီးစနစ်ကျစစ်ဆထားနိုင်ခဲ့တယ်လို့ဆိုပါတယ်။ရန်ကုန်တိုင်းတွင်အနောက်ပိုင်းခရိုင်တစ်ခုကိုပဲစစ်တမ်းကောက်ယူနိုင်ခဲ့ကဖြစ်စဉ်89ကြိမ်နဲ့အရသာပြင်မဲ့85ကြိမ်စီးရေးပြင်မဲ့2ကြိမ်သာရှိတယ်လို့စစ်တမ်းမှဖော်ပြထားပါတယ်။စစ်ကောင်စီတပ်တွေထိန်းချုပ်ရာရန်ကုန်တိုင်းနဲ့နေပြည်တော်နယ်မြေတွင်မတရားထုတ်ပြန်ပြဋ္ဌာန်းထားတဲ့ဥပဒေများကြောင့်အရသာပြင်မဲ့တွေဖြစ်များတာကိုတွေ့ရတယ်လို့ ခုခံတော်လှန်မှုအကောင်နဲ့စကိုင်းနဲ့မကွေးတိုင်းမှာစီးအပြစ်မှတ်ကောအရတားပြစ်မှတ်ပါများပြခဲ့တယ်လို့စစ်တမ်းမှာဖော်ပြထားပါတယ်။တိုင်းလိုက်ဖြစ်စဉ်နဲ့ပြစ်မှတ်တွေကိုထပ်မံခွဲခြမ်းကြည့်တဲ့အခါစကိုင်းတိုင်းမှာဖြစ်စဉ်ပေါင်း238ကြိမ်ရှိခဲ့ရမှာအရတားပြစ်မှတ်ကိုအကြိမ်200ကျော်စီးအပြစ်မှတ်38ကြိမ်ပါဝင်ပါတယ်။မကွေးတိုင်းမှာတော့ဖြစ်စဉ်စုစုပေါင်း23ကြိမ်ရှိခဲ့ရာအရတားပြစ်မှတ်18ကြိမ်စီးအပြစ်မှတ်5ကြိမ်ပါဝင်တယ်လို့ပြစ်စမမန်တိုင်းပြစ်စမမန်တိုင်း Civil Servian Group PNCFG ရဲ့ ပြစ်စမချိန်၅ချိန်မြောက်စစ်တမ်းမှာဖော်ပြထားပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းအထူးရောင်ရွေးကောက်ပွဲကိုအွန်လိုင်းပေါ်ကနေဝေဖန်မှုနဲ့စစ်ကောမရှင်ကလူ120လောက်ကိုဖမ်းဆီးခဲ့ပြီးဒါရိုက်တာမိုင်တီပါဝင်လူလေးဦးကိုရွေးကောက်ဥပဒေနဲ့ဖမ်းဆီးပြီး1000နှစ်ချခဲ့ပါဗျ။